အဲဒီနေ့တော့ရှောင်းတခင်ခွင့်အကြောင်းပြောရအောင်ပေါ့နော်တော်တော်များများလည်းမေးကြတယ်ရှောင်းတခင်ခွင့်ကတစ်နှစ်မှာဘယ်နှရက်ရတာလဲအဲ့တော့ရှောင်းတခင်ခွင့်တစ်နှစ်မှာ6ရက်ရတယ်ဆိုတော့လူတိုင်းသိတယ်ဒါပေမဲ့2018အဲအခွင့်ရနဲ့အလုပ်ပေးရနေဥပဒေမှာရှောင်းတခင်နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောင်းလဲလာတဲ့ဟာပေါ့2018ကနေဥပဒေမှာနည်းနည်းပြောင်းလဲလာတဲ့ဟာတွေတချို့မသိတဲ့ဟာလေးတွေရှိသေးတယ်ပေါ့နော်ဒါလေးကိုဒီနေ့ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကတော့ဒီအိရှာဘဝဆိုတဲ့ Facebook page မှာ အိရှာနဲ့ပတ်သက်တဲ့သင်တန်းတွေသင်တယ်လေဘာလောနဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးကိုကျွန်တော်ကိုယ်တိုင်ပဲသင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောမယ်ဆိုရင်ရှောင်းနေခင်ခွင့်ကကျွန်တော်2018နေဥပဒေထွက်ပြီးနောက်ပိုင်းမှာတချို့သောအသေးစိတ်ပြောင်းလဲလာတာတွေရှိတယ်အားလုံးလည်းကြားဖို့ပါလိမ့်မယ်ဟုတ်အရင်တုန်းကပေါ့နော်ကျွန်တော်တို့ဒီအစံခတ်ကာလမှာရှောင်းနေခင်ခွင့်ယူလို့မရဘူးဆိုပြီးတော့ကျွန်တော်တို့အိရှာမန်နေဂျာတွေပြောတာကြားဖို့မယ်အဲ့တော့အိရှာမန်နေဂျာတွေရဲ့ ပြောတဲ့အခါမှာကိုက HR assistant လုပ်ရင်းနဲ့ကိုလည်း manager ဖြစ်လာကိုလည်းဒီအတိုင်းကျင့်သုံးတာတွေရှိတယ်ပေါ့နော်အစံကကာလမှာ sharing ခွင့်မပေးပါဘူးဆိုပြီးတော့ okay အဲ့တော့အစံကကာလမှာ sharing ခွင့်ဘာလို့မပေးတာလဲဆိုတော့2018အရှိပေါ့နော်2019-2016လောက်တုန်းကနေဥပဒေမထွက်သေးပါဘူးနေဥပဒေမထွက်တော့သူက sharing ခွင့်ကတစ်နှစ်မှ6ရက်ရရတယ်ပေါ့နော်အဲ့တော့ဥပဒေမှာရေးထားတာတစ်နှစ်မှ6ရက်ရရတယ်ဒါပေမဲ့အဲ့ဒီ6ရက်ကိုတစ်ခါယူရင်3ရက်ဆက်တိုက်ယူခွင့်ရှိတယ်ဆိုပြီးတော့သူရေးထားတယ်အဲ့တော့ဝန်ထမ်းတွေဘာဖြစ်လာလဲဆိုတော့ အစံကန့်ကာလာမှာတယ်သူက3ရက်3ရက်ကိုနှစ်ခါယူပလိုက်တယ်ပြီးရင်6ရက်ပြည့်သွားရင်အလုပ်ထွက်သွားတယ်ဝန်ထမ်းနိုင်ရဆိုလိုတာမို့တချို့ဝန်ထမ်းတွေအဲ့လိုမျိုးတွေရှိလာတယ်အဲ့တော့တခါယူလဲ3ရက်တွေဖြစ်လာအလုပ်ရှင်တွေအနေနဲ့တမ်းမခံနိုင်တော့ဘူးနော် production မှာဟိုအလုပ်တွေပြတ်လာတယ်ပြီးတော့အစံခန့်မဲ့ရှိသေးတယ်ခွင့်ကိုဒီလောက်ထိယူတယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာတယ်အဲ့ဒါကြောင့်မပေးတော့ပါဘူးဆိုပြီးတော့လုပ်လိုက်တယ်အဲ့ဒီတော့မှန်လားပေါ့2018မတိုင်ခင်တော့မှန်လားဆိုတော့မှန်ပါတယ်ဥပဒေကလည်းအဲ့လောက်ကြီးကန့်သက်ထားတာမရှိတော့အလုပ်ရှင်တွေကကိုယ်တော်နဲ့ကိုယ်ပေါ့နော်ဒီ စံကတ်ကာလမှာပေးဘူးဆိုပြီးလောက်လိုက်တယ်ဒါပေမဲ့2018ဒီခွင့်ရနဲ့လုတ်ပြရနေဦးပရိထွက်ပြီးနောက်ပိုင်းမှာကျတော့သူကဘာပါလာလဲဆိုတော့ရှောင်းတခင်ခွင့်ကနှစ်လမှတရက်ပဲယူဝင်ရှိမယ်ဆိုပြီးပါလာနှစ်လမှတရက်ပဲယူခွင့်ရှိတယ်ပေါ့နော်ဒါတစ်နှစ်မှ6ရက်ပေါ့အဲ့ဒီတော့သူ့မှာလည်းထပ်ပါလာတာတစ်ခါယူရင်3ရက်ဆက်တိုက်ယူခွင့်ရှိတယ်လို့ပြောတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနှစ်ခုကျွန်တော်ဒီမှာချိတ်ဆက်ပေးပါမယ်အဲ့တော့နှစ်လတရက်ပေါ့နော်3ရက်ဆက်တိုက်ယူခြင်းနဲ့ဆိုရင်အဲ့ဒီအလုတ်သမားက ဟိုလောက်တက်အနည်းဆုံး6လလောက်ရှိရမယ်ဒါအားလုံးလည်းတွေးကြည့်လို့ရပါတော့2လ1ရက်ဆိုရင်3ရက်ဆက်တိုက်ယူခြင်းနဲ့ဆိုရင်လောက်တက်က6လလောက်ရှိမှရှိမှရှောင်းလင်းခင်းနဲ့မယူထားမှသူအရေးပေါ်ကိစ္စရှိလာတဲ့အခါမှာရှောင်းလင်းခင်းကို3ရက်ဆက်တိုက်ယူလို့ရမယ်အစံခန့်ကာလမှာ3ရက်ဆက်တိုက်ကြီးယူလို့မရအောင်အဲ့တော့လုံးဝမပေးလို့လည်းမရဘူးเนาะဘာလို့လဲဆိုတော့2လ1ရက်ဖြစ်တဲ့အတွက်အစံခန့်ကာလဒီအနည်းဆုံး3လရှိတာပေါ့เนาะအဲ့တော့အဲဆိုပါစို့သူကအစံခန့်ကာလမှာဆိုရင်ဝန်ထမ်းအနေနဲ့ရှောင်းလင်းခင်းကိုတရက်တော့ယူပိုင်ခွင့်ရှိတယ် ်အဲ့ဒါနော်ကျွန်တော်တို့ကြီး2လတရက်ဆိုတော့အစငန်းကာလ3လဆိုတော့အဲ့ဒီ2လပြည့်တဲ့အချိန်မှာသူတရက်တော့ယူခွင့်ရှိပါတယ်ဒါကြောင့်မို့အရင်ကရှေးရိုးဆွဲပေါ့နော်အစငန်းကာလမှာရှာလကင်းကိုမပေးပါဘူးဆိုတော့ policy ကိုစုပ်ကိုင်ပြီးတော့ဟိုရေးမဲ့အစားဒီ2လတရက်ဆိုတော့ရှာလကင်းခွင့်နေဥပဒေနဲ့သွားတာကပို့ပြီးတော့ကောင်းတယ်ဒီအစငန်းကာလမှာရှာလကင်းတရက်ယူတာလေးက progression ကိုအဲ့လိုကြီးထိခိုက်သွားစေတာလည်းမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီစံခက်ကာလမှာရှာလုံးကမပေးပါဘူးလို့လှုပ်လိုက်တဲ့ဟာကတခုခုအလုပ်ရှင်နဲ့အလုပ်သမား ရင်းညာရေးဆိုရင်ဒါအလုပ်ရှင်ဘက်ကနေပြီးတော့ရှုံးမှာပဲဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့အစံကကာလမှာအ ਨੇ ဆုံးရှောင်းနေခင်ခွင့်တည့်ရတော့ယူလို့ရပါတယ်။အဲ့တော့ရှောင်းနေခင်ခွင့်ကအလုပ်ရှင်နဲ့အလုပ်သမားကိုနည်းနည်းလေးဟိုညှိခိုင်းတဲ့သဘောတရားတွေအများကြီးပါတယ်ပေါ့နော်။ဆိုပါစို့သူက2လတည့်ရလို့ပြောထားတယ်ဒါပေမဲ့2လမပြည့်ပေမဲ့လည်းသူကအရေးအရန်အရေးကြီးတဲ့ခိုင်လုံတဲ့အကြောင်းပြချက်ရှိရင်သူက2လမပြည့်ပေမဲ့လည်းတည့်ရယူလို့ရတာရှိတယ်။ဒါတော့အလုပ်ရှင်နဲ့အလုပ်သမားညှိနှိုင်းရမှာပေါ့နော်။အလုပ်သမားရဲ့ ဟိုအရေးကြီးကိစ္စဟိုဒါအလို့ရှင်ကိုပြောရမှာနောက်တစ်ခုကကျတော့3ရက်ဆက်တိုက်ယူလို့ရတယ်ဒါပေမဲ့3ရက်ဆက်တိုက်ထက်ကြော်ယူခြင်းနဲ့ဆိုရင် manager ခွင့်ပြုရင်ရတယ် manager အကြောင်းရင်းမခိုင်လို့လို့ခွင့်မပြုရင်မရဘူးဆိုပြီးတော့ဥပဒေထဲမှာပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေက2လ1ရက်ပဲယူခွင့်ရှိမယ်3ရက်ဆက်တိုက်ယူမယ်ဆိုရင်လုံသက်အနည်းဆုံး6လရှိရမယ်ပြီးတော့ရှောင်းလင်းခွင့်ကနောက်နှစ်ကိုတည်သွားလို့မရဘူးဒီနှစ်မှာမယူဘူးဆိုရင်နောက်နှစ်ကိုအဲ့ဒီ6ရက်တည်သွားလို့မရဘူးပြက်ပြဲသွားတယ်ပေါ့နော်တကယ်လို့နောက်နှစ်ရောက်သွားပြီဆိုရင်လည်းအဲ့2လ1ရက်ဆိုပြီးတော့ပြန်ပြီးတော့ ရေတွက်တာဖြစ်ပါတယ်နောက်ဆုံးပြန်ပြောမယ်ဆိုရင်ရှောင်းတခင်ကွင်းကဒီ casually ကပေါ့နော်အရေးပေါ်ဖြစ်တဲ့အခြေအနေမှာယူဖို့အတွက်ကိုဒါဥပဒေအရပြဋ္ဌာန်းထားတာဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အရင်အရေးပေါ်မှာဖြစ်လေခံစားခွင့်အနေနဲ့ဒါနားလည်မှုနဲ့ယူနေကြတာရှိတယ်ပေါ့နော်အရေးပေါ်ကိစ္စလည်းမရှိဘူးဒီတိုင်းမျိုးလဲသွားခြင်းလို့အဲ့လိုရှောင်းတခင်ယူတာတွေရှိတယ်ဒါတွေတချို့အိရှာတွေကပေးထားရှိတယ်တချို့ကကန့်သက်တာတွေရှိပါတယ်โอเคဒါကတော့ကျွန်တော်ရှောင်းတခင်ကွင်းနဲ့ပတ်သက်ပြီးတော့အာပြောပြလာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးက ဟိုအကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါကျွန်တော်ရဲ့ video တွေကြည့်ချင်တယ်ဆိုရင် Asia Bawa လို့ share ပါဒါမှမဟုတ် TikTok မှာ Aussie Two လို့ share ပါ YouTube မှာ Aussie Two ဆိုပြီးတော့ share ကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်မေ့ချင်တဲ့မေးခွန်းတွေရှင်မေးခဲ့လို့ရပါတယ်